ီတော့တကြံအကျိုးနဲ့မှာကျွန်တော်တို့တကြံသမင်းပေါ့မော်လမြိုင်ဘက်ကပေါ်တယ်လို့ချက်စားတယ်ဒီရဲ့ဒီပေါ့ပြီးတော့ချက်ထည့်တယ်ပြီးရင်ပြီးရင်ဒီမှာတက်တုံပြီးတာတက်အဲမနောပြုတ်ခိုင်းမှာ6ပေါ့အဲ့တော့ခေါင်းမယ် ိကလိုရတဲ့ပစ္စည်းကတော့ကျက်သွန်ရယ်ဥပမာဒီငချောက်ရယ်ငချောက်ရှိလို့ရှင်ဘုံချောင်းနဲ့လည်းရတယ်ပြီးလို့ရှင်တည့်ရတီးရယ်ပြင်ရတီးတောက်ရေးကြော်ပေါ့ဒါချမင်းကိုကြာတော့ကျွန်တော်တို့ရေခဲရေစိတ်လိုရတာတော့အဲ့ဒါလေးပဲဘောလို့ရှင်ကျက်သွန်ကြီးစီးတက်ထားတယ် ီမှာတော့ဒါမြုပ်ပြီးကြော်လေးကြိုက်စားအရင်ကောင်းတယ်။ဒါမြုပ်ပြီးကြော်ပြီးနေတတ်တတ်ခါမယ်။ဒီကတော့ဟိုပါဘောစီဟိုပါဘောပလက်ဖြုတ်ထားပြီးမှကြော်တာပိုကောင်းတယ်။တုံးစီတူးပါအောင်ခုဒီ6ကိုလည်းထောင်းလိုက် မှန်ဗမာရီလို့ဆိုလို့ရှိရင်ငချောက်ခုပေါ့နော်ငချောက်ခုမှဒီကညနေအချင်းတလေးလေးရအောင်ဟိုပေါ့အလွယ်ကြီးပြောရမယ်ဆိုရင်တည့်ရပြီးထည့်လိုက်ပါငချောက်ခုအဲကြတော့ငချောက်ခုပုံမှန်ပေါ့တူတူပါပဲဒါတော့ကျွန်တော်ထည့်ဒီကျက်တော်နွမ်းအောင်ဒီစောင့်တော့ နဆောင်ဆောင်ပြီးတော့လို့ရှိရင်ကျွန်တော်တရားဒီစာပြီးထည့်တယ်နော်တရားဒီပေါက်ထားတဲ့ဟာလေးတရားဒီကိုလည်းနည်းနည်းနွမ်းအောင်ပြီး5မိနစ်လောက်5မိနစ်ထောင်းရတော့အခုတရားဒီနည်းနည်းနွမ်းအောင်ဆိုတာရင်းနည်းနည်းနဲ့ဆိုတရားဒီလေးလည်းနွမ်းအောင်ပြီးဆိုတော့ကျွန်တော်တို့ခုနထားထားတဲ့ခြောက်လေးထည့်တယ်နော်ဒီလေးပေါ့

ဒီဘက်ကတော့ကျက်သွင်ကြော်လေးတက်တက်ပေါ့ဟိုဒီကြော်လေးရဲ့အာတကြံထမင်းမှာအဓိကဒါတော့ရေခဲနဲ့ရေနဲ့ထမင်းနဲ့စိတ်ထားစားကြပါအောင်စားစားမယ်ပေါ့နော်ဆိုရင်ဒါလေးပုံမယ်ပြီးရင်ရေဦးကြောင်တက် 大家好。 ထားရအောင်ငါတော့ရိုးရတာလေးပေါ့ဆောက်ရတော့အောင်ဟောပြီးတော့ရေခဲနဲ့ရေခဲရည်နဲ့စိန်ထားထမင်းဆိုတော့ရှင်းလဲအေးတယ်အခုဒါရိုးရတာလေးဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီကြံကြိုးနေလိုက်ဖြစ်တာဆိုတော့အာလောက်ဆောင်မယ်ဆိုလည်းပြောစရာကောင်းတယ်စားလို့လည်းကောင်းတယ်အားလုံးပဲတသား